လောကမှာစိစိတ်ဥစ္စာတွေကြွယ်ဝပြီမဲ့လို့စိတ်ပျော်ရွှင်မှုဆိုတာရကြမှာရပစ္စည်းဥစ္စာတွေပေါများလု့ချမ်းသာကြွယ်ဝပြီစိ်ချမ်းသာမှုမရတဲ့ပုဂ္ဂိ်လောကမာအများကြီးပဲချမ်းသာမှုဆိုတာကိုပစ္စည်းဥစ္စာကလည်းပေးနိုင်တာမဟုတ်ဘူးတခြားအရာတွေကလည်းပေးနိုင်တာပေးနိုင်တော့မှ တခဏမြတ်တာလဲချမ်းသာတယ်လို့ထင်ရယုံပ အဗ္ဗဓမ္မတူတောင်းတဲ့ကာလအတွင်းမှာချမ်းသာမှုကိုပေးတယ်လို့ဆိုရတော့သာဝရချမ်းသာမှုကိုပေးနိုင်တာကတော့တရားအတိတာဖြစ်တယ်။ဒါကြောင့်မို့စိတ်ပျော်ရွှင်ဖို့ရအတွက်စိတ်ချမ်းသာဖို့ရအတွက်လောကလူတွေဟာဘယ်လိုပဲဆုဆောင်ဆုတောင်းတရားမသိဘူးဆိုလို့ရှိရင်စိတ်ချမ်းသာမှုရဖို့ရအဗ္ဗဓမ္မခဲရနေတယ်။အများအားဖြင့်ဘုရားဘာသာဝင် သူတော်စင်တွေဟာ ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့တရားဓမ္မကိုအထိုက်အလျောက်သိရှိကြသည့်အတွက်စိတ်ဆင်းစေစရာကြုံတဲ့အခါတရားနှလုံးသွင်းခြင်းဖြင့်စိတ်ဆင်းရဲမှုပယ်ဖြောက်နိုင်ကြတာဒါလက်တွေ့ပါပဲအဲ့ဒါလို့ဓမ္မအတိတရားအတိမရှိတဲ့ပုဂ္ဂိုလ်တွေဟာစိတ်ဆင်းရဲလာပြီဆိုလို့ရှိရင်ထပ်ပေါက်ရှာမရဖြစ်တတ်တယ်ထပ်ပေါက်ရှာမရတဲ့အခါကျတော့တခြားနည်းတွေနဲ့ စိတ်ဖြေပြောင်းမှုကြိုးစားအထောက်ကြအဲ့ဒီလိုကြိုးစားအထောက်တဲ့အခါမှာပြဿနာတကူပေါ်တကူဆင့်ဆိုတာနော်ပေါ်စေလုံလို့ကြောင်းရုပ်ထိုးဆေးအတွက်လေးလို့ဆိုတဲ့မြန်မာစကားလိုပဲပြဿနာတစ်ခုထပ်တိုးလာုံသာရှိအေးတရားနှလုံးသွင်းပြီးတော့တရားအတိနဲ့စိတ်ပျော်ရွှင်မှုကိုရတဲ့ပုဂ္ဂိုလ်ဟာ ထာဝရငြိမ်းချမ်းတဲ့ငြိမ်းချမ်းတဲ့စိတ်ပျော်ရွှင်မှုကိုရနိုင်တာလောကလူသားတွေဟာစိတ်ချမ်းသာမှုကိုတောင်းတကြစိတ်ချမ်းသာကိုချမ်းသာအတ္တမလိုလားကြဘုရားဘာသာဝင်နေရောဘုရားဘာသာဝင် မဟုတ်တဲ့ပုဂ္ဂိုလ်တွေစိတ်ချမ်းသာမှုဆိုတာမြေရန်ရှာဖွေနေကြဒါကြောင့်မို့လောကလူသားတွေရဲ့တူညီတဲ့အချက်ကဘာလဲလို့ဆိုရင် ချမ်းသာကိုလိုလားခြင်းဆိုတာတူညီတဲ့အချက်ဘယ်ဘာသာဝင်ဘယ်လူမျိုးပဲဖြစ်ဖြစ်ချမ်းသာခြင်းညာတာကြည့်မယ်ဆင်းရဲမှုကိုကြောက်ရွံ့ညာတာကြည့်ရသော်ဘုရားကလည်းဒါကိုဟောကြားထားတာရှိတယ်ဒုက္ခကာမဒုက္ခပฏิကူလာတဲ့ဒုက္ခကာမလူတွေဟာချမ်းသာခြင်းညာတယ်ဒုက္ခပฏิကူလာဆင်းရဲတာကိုယုံမုံညာ ကောင့်မို့ဆင်းရဲမှကြောက်ပြီးချမ်းသာတာကိုလိုလားလို့ကြိုးစားအထုတ်ကြတို့တော့လေကြိုးစားအထုတ်တဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းချမ်းသာဒုက္ခရလားလို့ဆိုမရဘူးမရတာဘာကြောင့်လဲလို့ဆိုရင်ချမ်းသာဒုက္ခကိုပေးနိုင်တဲ့အစစ်မှန်အကြောင်းတရားကိုမသိလို့ပဲလို့ဒီလိုပြောရအောင်တခြားနေ့တွေနဲ့စိတ်ချမ်းသာမှုကိုရှာတာဟာတခဏမြတ်တာစိတ်ချမ်းသာမှုရတယ်လို့လို့ရှိပြီ နောက်ပိုင်းမှာစိတ်ချမ်းသာမှု မရပဲနဲ့စိတ်ဆင်းရဲမှုတွေဒါထပ်တလဲလဲဖြစ်ပေါ်ပြီးတော့လာရတဲ့တဲ့ယသောဗျာရဲ့အဆုံးမဟာလူသားတွေမှာယသောဗျာရဲ့အဆုံးမ mind center teaching လို့ဒီလိုပြောလို့ရ mind center teaching ဆိုတာလူတွေရဲ့အသိစိတ် လူတွေရဲ့စိတ်ထက်ကိုဗဟုပြုပြီးတော့ဆုံးမတဲ့ဩဝါဒဆုံးမစကားလူတွေမှာဗဟုပြုရတာတစ်ခုရှိတယ်အားလုံးဟာဘာကိုဗဟုပြုရမလဲလို့ဆိုရင်မိမိရဲ့စိတ်ကလေးကိုကောင်းအောင်ဗဟုပြုရစိတ်ကောင်းမှုအတွက်စိတ်ရဲ့အညစ်အကြေးတွေစိတ်ရဲ့ပူပန်မှုတွေရှင်းလင်းနိုင်ရဖယ်ရှားနိုင်ရမဖယ်ရှားနိုင်ဘူးဆိုလို့ရှိရင် စိတ်ချမ်းသာမှုစိတ်ပျော်ရွှင်မှုဆိုတာဘလို့မှမရနိုင်ဒါကြောင့်မို့တခြားဘာသာတွေနဲ့မတူတာအဲ့ဒါတခြားဘာသာတွေက God Center Religion လို့ခေါ်တယ် God Center Religion ဆိုတာသူတို့ရဲ့ဆုံးမဩဝါဒအဆိုအမိန့်တွေအားလုံးဟာကောင်းကင်ဘုံကသာဝရဖရာ တကိုးရှင်ကြီးကိုဗဟုပြုတ်ထားတာတကိုးရှင်ကြီးကဘလို့ပြောတယ်တကိုးရှင်ကြီးကဘလို့ဆုံးမတယ် ဖះကြိုက်တယ်ဖះမကြိုက်ဘူး ਨੇ အဲ့ဒီစကားကိုဗဟုပြုပြီးတော့ဖះသခင်ရဲ့အကြိုက်လိုက်နာကျင့်သုံးခြင်းဆိုတာသာဖြစ်တယ်မြတ်စွာဘုရားရဲ့အဆုံးအမကဒီလိုမဟုတ်ဘူးဖះရဲ့အဆုံးအမကကိုယ်စိတ်ကိုဖြူစင်အောင်ထားဖို့ဒါအဓိကဖြစ်တယ်လူတိုင်းလူတိုင်းဟာကိုယ်စိတ်ကိုဖြူစင်အောင်ကြိုးစားစိတ်ရဲ့အညစ်အကြေးတွေဖယ်ရှားဖို့ကြိုးစားနိုင်ရတယ်ဒါကြောင့်မို့စိတ်ကိုဗဟုပြုပြီးတော့ မြတ်စွာဘုရားကဆုံးမဩဝါဒပေးတာဒီတေသနာတော်တွေဟာအဗ္ဗဓမ္မထင်ရှားတယ်စိတ်တေနနိယတေလောကောတဲ့တတလောကကြီးတစ်ခုလုံးကိုဘသူကနေရှေ့ဆောင်နေသလဲလို့ဆိုရင်စိတ်ကရှေ့ဆောင်ဘာဖြစ်လို့စိတ်ကရှေ့ဆောင်တော့ဆိုကြည့်လေတရားဝဲလုံးမယ်ဆိုလို့ရှိရင်လည်း စိတ်ကတရားပွဲလုပ်ရင် ကောင်းမယ်လို့ဆိုတဲ့စိတ်အရင်ပေါ်လာတာထို့ပေါ်လာတဲ့စိတ်အားလျော်စွာတရားပွဲကျင်းပခြင်းကိုလုပ်ရတယ်။တရားနာတယ်ဆိုတဲ့အချိန်မှလည်းပဲဒီတရားနာသွားရအောင်မယ်ဆိုတဲ့စိတ်ကအရင်ဖြစ်တယ်။အဲ့ဒီတရားနာသွားရအောင်မယ်ဆိုတဲ့စိတ်ဖြစ်တဲ့နောက်မှာတကယ်တရားနာခြင်းဆိုတာဖြစ်လာတယ် အရာရာဟာစိတ်ကရှေ့သွားနေတယ်ရှေ့ဆောင်နေတယ်ဆိုတာမတမ်းမထင်ရှားတယ်။ရသဗျာသခင်ကိုရောမြတ်ကစိတ်တေနနိယတေလောကောစိတ်တေနပရိကတ္တိစိတ်တတဧကဓမ္မတသဗ္ဗေဝဝတမနွားကုတဲ့။လောကကြီးတစ်ခုလုံးကိုစိတ်ကရှေ့ဆောင် စိတ်ကနေရှေ့ဆောင်နေတယ်စိတ်တေနနေတေလောကစိတ်ကပဲဆွဲဆောင်သွားတယ်အလုံးဆောင်ကျင်းသွားတယ်အရာရာစိတ်တတဧကဓမ္မတတပ်ပေဝဝတမနွားကုန်လို့အလုံးဟာစိတ်ရဲ့အလိုဆန္ဒအတိုင်းလိုက်ပါနေကြရတယ်လို့ဒါတလက်တွေ့နဲ့ကြည့်မယ်ဆိုလို့ရှိရင်အလုံးမကန်တာပဲဘာလုံးမယ်ဆိုတော့အလုံးမှန်တယ်မြဘာပြောမယ်ဆိုတော့ပြောတဲ့စကားမှန်တယ်မြ စိတ်ကရှိဆောင်နေဆိုတာအမှန်တမ်းထင်ရှားမြတ်စွာဘုရားရဲ့ဒေသနာတော်၂ရက်ကိုဆင်ခြင်စဉ်းစားကြည့်မြတ်စွာဘုရားကမနောပုပ်ပင်ကမာဓမ္မာတဘာဝတရားတွေကိုဘသူကဥဆောင်နေတယ်လဲဆိုရင်စိတ်ကဥဆောင် ဟုတ်တယ်ပြောတာဆိုတာကြံတာတွေးတာအစလှုပ်တာကြိုင်တာအစအလုံးကိုဓမ္မလို့ဆိုတဲ့တဘာဝတွေ အတ္တကရာဆရာအဆိုကတော့မနောပဝေကမဓမ္မာလို့ဆိုရဲဓမ္မဒီစေတသိက်တရားတွေကိုသာယဉ်ညွန်းပြီးတော့ဒီလိုဖွင့်ဆိုတာတော့အရင်ကဖွင့်ဆိုတဲ့သဘောပဲသို့တော်မြတ်စွာဘုရားတဏီအားဖြင့်အတိပ္ပယ်ပြောမယ်ဆိုရင်မနောပဝေကမဓမ္မာဓမ္မလို့ဆိုရဲတဘာဝအရာခတ်သိမ်းကို ဆိုလိုတာအရာခတ်သိမ်းဆိုတာပြောဆိုတာပဲဖြစ်စေပြုလုပ်တာပဲဖြစ်စေကြံတွေးတာပဲဖြစ်စေဘယ်သူကနေဥဆောင်နေတုံးဆိုစိတ်ကနေဥဆောင်နေတယ်လို့ဒါလို့ဆိုတာစိတ်ကဥဆောင်ရုံဥဆောင်တာမဟုတ်ဘူးမနောတိထာမနောမယာစိတ်ကနေကြီးမှုထားတယ်ကြီးမှုထားရုံနေမကဘူးစိတ်ကအလုံးကိုဖန်တီးထားတယ်ဒီလိုဆိုတာပေါ့နော် ဒါဖြင့်ဘုရားမြတ်စွာရဲ့ဟောကြားတဲ့တရားတွေထဲမှာစိတ်တံပဒါနလို့ဆိုတာအတမထင်ရှားတယ်စိတ်ကိုအဓိကထားဟောတာအဲ့တော့စိတ်ကိုအဓိကထားဟောသည့်အတွက်ကြောင့်စိတ်သာအရှိတရားရုပ်ဆိုတာအရှိတရား မဟုတ်ဘူးလို့ဆိုလိုတာလားဒီတိတ်ပံဆရာတွေစိတ်ကိုလေ့လာတဲ့ပုဂ္ဂိုလ်တွေရုပ်ကိုလေ့လာတဲ့ပုဂ္ဂိုလ်တွေ ြောတဲ့စကားတခု idealism လို့ဆိုတာစိတ်သာအရှိတရားလို့ဆိုလို့အရာရာ စိတ်သာပဲလို့ဒီလိုဆိုလိုတာလည်းမဟုတ်ဘူးမြတ်စွာဘုရားစိတ်သာအရှိတရားမဟုတ်ဘူးစိတ်လည်းရှိတယ်ရုပ်လည်းရှိတယ် materialism ဆိုတဲ့ရုပ်တရားသာအရှိတရားလို့ဒီလိုပြောတာလည်းမဟုတ်ဘူးရုပ်လည်းရှိတယ်စိတ်လည်းရှိတယ်ရုပ်လည်းရှိတယ်နာမ်လည်းရှိတယ်ဒီလိုဆိုလို့သို့တော်လည်း အရာခတ်သိမ်းကိုစိတ်ကဥဆောင်နေတယ်ဆိုတာကြတော့ဒါအမတန်မှမှန်ကန်အမတန်မှမှန်ကန်ကိုယ့်ဘဝကိုယ်လက်တွေ့ကိုယ့်ဘဝကိုစဉ်းစားကြည့်တစုံတစ်ခုပြောမယ်ဆိုရင်လည်းစိတ်ကအရင်တွေးတယ်တစုံတစ်ခုလုံးမယ်ဆိုရင်လည်းစိတ်ထဲမှာအရင်ဖြစ်တယ်ပြီးတော့မှပြောတယ်လုပ်တယ်ဆိုတာဖြစ်တယ်အဲ့ဒီတော့ဒီလောက်အရေးပါတဲ့စိတ်ကိုဘုန်းကြီးတို့တွေ ဖြူစင်အောင်ထားဖို့ထိမ့်သိမ်းဆောက်ရှောက်ဖို့ဆိုတာအရေးကြီးတယ်လို့ဒါမြတ်စွာဘုရားရဲ့အဆုံးအမလို့စိတ်ဆိုတာအမြဲတမ်းအကောင်းနေနဲ့ကြီးတွေးနေသလားလို့ဆိုတော့စိတ်ရဲ့သဘာဝကပပတ္တမေရမတိမနောတဲ့မကောင်းတဲ့ဘက်မှာအလွန်ပြုံမွေ့ဘာဖြစ်လို့ပြုံမွေ့တုံးဆိုစိတ်ကခေါင်ရိုးကျိုးနေတာနော်ကာမကုံအာယုန်ဤပေါ်မှာဆိုရင်လွယ်လင့်တကူဖြစ်တယ်စပါစို့ ပွဲကြည့်သွားဖို့နဲ့တရားနာဖို့ဆိုရင်ပွဲကြည့်သွားဖို့ကအလေးပါဒါအများစုကိုပြောတာเนาะအများစုကိုစိတ်ဟာတခြင်းနားထောင်ဖို့နဲ့တရားနာဖို့ဆိုလို့ရှိရင်တခြင်းနားထောင်ဖို့ကရာခိုင်နှုန်းများနေမှာပဲအမြဲတမ်းလူဦးရေတွေနဲ့တွက်ကြည့်လိုက်ဘာဖြစ်လို့တုန်းဆိုစိတ်ဟာအပျော်ပါဘက်ကိုအမြဲတမ်းကန်းညွတ်နေတယ်ဒါကိုဆိုလို့ရမြတ်စွာဘုရားကပပတ္တမေရမတိမနောစိတ်ဆိုတာ မကောင်းတဲ့ဘက်မှာပျော်မွေ့နေတယ်ပျော်မွေ့တယ်ဆိုတဲ့ကစိတ်ဟာလောဘနဲ့တွဲနေတယ်ဒေါသနဲ့တွဲနေတယ်မောဟနဲ့တွဲနေတယ်မာမာနတွေအိတ်သားတွေမစ္စရိယတွေနဲ့တွဲဖက်နေရသူတို့နဲ့တွဲပြီးတော့နေရနေပြီးတော့ဖြစ်တာပို့ပြီးတော့စိတ်ကလွယ်ကူနေတာဒါကြောင့်မို့လို့ပျော်မွေ့တယ်ဆိုတာအဲ့ဒီအဓိပ္ပာယ်လေးဖော်ပြတာ ကောင်းတဲ့အလုပ်လုပ်ဖို့ဆိုတာကျတော့စိတ်အားကိုမနေတွန်းပေးရလူတိုင်းလူတိုင်းဟာနော်ကောင်းတဲ့အရာဖြစ်ဖို့စိတ်အားတွေကိုပြင်ပေးရကိုယ်ကိုဆုံးမပေးရတယ်မိဘဆွေမျိုးတွေကဆုံးမပေးရတယ်အဲ့ဒီလိုဆုံးမတိုက်တွန်းနိုင်မှစိတ်ကလေးဟာကောင်းတဲ့ဘက်ကိုဥလှဲ့တာအနှုတ်မုံဆိုလို့ရှိရင်မကောင်းတဲ့ဘက်ကိုဥလှဲ့တာများတယ်ဒါကြောင့်မြတ်စွာဘုရားရဲ့အဆုံးမစိတ်ကိုပြုပြင်ထိန်သိမ့်ဖို့ လိုအပ်တယ်ဆိုတာအတ္တမထင်ရှားတယ်ကိုယ်စိတ်ကိုပြင်နိုင်တဲ့ပုံကိုယ်တွေဟာကောင်းကျိုးချမ်းသာတွေကိုရသွားကိုယ်စိတ်ကိုမနိုင်ဘူးဆိုတဲ့ပုံကိုယ်တွေဟာဒုက္ခရောက်ကြတာပေါ့ဒါကြောင့်ဘုတရားသိတယ်ဆိုတာစိတ်ကိုထိနိုင်ဖို့သိတဲ့အသည့်မျိုးဒီလိုပြောလို့တာအေးမြတ်စွာဘုရားကစိတ်ဟာမကောင်းတဲ့စိတ်နဲ့ကောင်းတဲ့စိတ်ဒီနှစ်ခုခွဲခြားလိုက် မကောင်းတဲ့စိတ်ဆိုတာ လောဘနဲ့တွဲနေတဲ့စိတ်ဒေါသနဲ့တွဲနေတဲ့စိတ်မောဟနဲ့တွဲတဲ့စိတ်မမနာတွေအိတ်တာတွေမစ္စရိယတွေနဲ့တွဲတဲ့စိတ်ဒါမကောင်းတဲ့စိတ်ဒီလိုဆိုလို့ကောင်းတဲ့စိတ်ဆိုတာတရားနဲ့တွဲတဲ့စိတ်တတိနဲ့တွဲတဲ့စိတ်ဝိရိယနဲ့ပညာနဲ့ကောင်းမြတ်တဲ့တဘာဝတရားတွေနဲ့အလောဘနဲ့တွဲတယ်အဒေါသနဲ့တွဲတယ်အမောဟနဲ့တွဲတယ် မေတ္တာနဲ့တွဲတယ်မုရိတာကရုဏာနဲ့တွဲတယ်မုရိတာနဲ့တွဲတယ်အဲ့ဒါလို့ကောင်းတဲ့သဘာဝတရားတွေနဲ့တွဲဖက်လာတဲ့စိတ်ဟာကောင်းတဲ့စိတ်လို့ဒီလိုပြောတာဒါဖြင့်ဒီစိတ်နှစ်ခုဟာမကောင်းတဲ့လောဘဒေါသမောဟတွေနဲ့တွဲဖက်လာတဲ့စိတ်ဟာအဲ့ဒီစိတ်ကိုမထိမ့်သိမ့်ဘူးဒီစိတ်နဲ့စကားပြောမယ် ဒီစိတ်နဲ့ကြံတွေးမယ်ဒီစိတ်နဲ့စကားပြောမယ်ဒီစိတ်နဲ့အလုပ်လုပ်မယ်ဆိုရင်ဘာဖြစ်လာနိုင်တော့ဆိုရသော်များမနတာစီပဒုတ်ထေနဘာတတိဝါကရောတိဝါမကောင်းနဲ့အကုသိုလ်တရားတွေနဲ့တွဲဖက်ထားတဲ့စိတ်ပျက်စီးနေတဲ့စိတ်နဲ့စကားပြောမယ်အလုပ်လုပ်မယ်ဆိုရင်နဲ့ဘာဖြစ်လဲအဲ့ဒီပြောဆိုခြင်းပြုလုပ်ခြင်းကြောင့်တတောဏံဒုက္ခမနှွေတီဆင်းရဲဒုက္ခတွေ ပြဿနာတွေနောက်ကတတိကြီးပါလာတယ်ဒါဟုတ်မဟုတ်စဉ်းစားကြည့်လေလောဘနဲ့တွဲဖက်လာတဲ့စိတ်ကြောင့်ပေါ့လောဘကိုအကြောင်းပြုပြီးတော့သူတစ်ပါးပစ္စည်းဥစ္စာကိုခိုးယူမိမယ်ဆိုလို့ရှိရင်ဟောပြဿနာဒီဘဝတွေမှာပြဿနာဖြစ်တယ်အကယ်၍ဒီဘဝပြဿနာမဖြစ်ရင်ဒီအကုသိုလ်ကလိုက်ပြီးတော့ဒုက္ခပေးထို့တူပဲဒေါသနဲ့တွဲဖက်လာတယ်ဆိုလို့ရှိရင် ဒီဒေါသကို မဖယ်ပဲနဲ့ဒီဒေါသနဲ့တွေးမယ်လုပ်မယ်ဆိုလို့ရှိရင်ဒီဘဝတွေမှာပြဿနာတွေတက်လာဒေါသအလျောက်ပြုတ်လို့မိတဲ့အခါလောကမှာကြည့်လေရာဇဝမှုတွေလှုပ်တဲ့ပုံကိုယ်တွေဒေါသအလျောက် တစုံတစ်ခုကျွလွတ်မိပြီဆိုတော့လောကမှာရှိတဲ့လူသက်မှုတွေနော်ရိုက်နှက်မှုတွေဒါတွေဟာဘာကြောင့်ဖြစ်နေတုံးဆိုဒေါသကြောင့်ဖြစ်တာဒေါသနဲ့တွဲနေတဲ့စိတ်ကြောင့်ဖြစ်တာဒီလိုဆိုလိုတာပေါ့အေးတူတူဆဲရဆဲဆုံမှုတွေဂုံတိုင်မှုတွေဒါမျိုးတွေလည်းဖြစ်လာလောကမှာ ရာဇောမှုတွေဆိုတာဟာ လောဘနဲ့တွဲတဲ့စိတ်ကြောင့်ဖြစ်တယ်ဒေါသနဲ့တွဲတဲ့စိတ်ကြောင့်ဖြစ်တယ်ဒီ လောဘဒေါသစတဲ့အကုသိုလ်တွေဟာအင်တန်မှဒီလူလောကကြီးကိုဒုက္ခပေးတယ်လို့ဒီလိုပြောတာ။ဘာဖြစ်လို့လဲဆိုတော့ဒေါသကို အခြေခံပြီးတော့ပြောသည်မဆိုသည်မလုပ်သည်မတွေဟာပြဿနာကိုဖိတ်ခေါ်နေတယ်လို့ဖြစ်တယ်ပေါ့။ဒါကြောင့်မလို့ ဒီဒေါသနဲ့တွဲတဲ့အစိတ်ဟာရာဇောမှုတွေကိုထူပြောဖြစ်ပေါ်စေတယ်ဒါကိုမြတ်စွာဘုရားကဟောတာပဒုထေနမနတာစေပဒုထေနဘာတတိဝါကရောတိဝါအေးပျက်စီးနေတဲ့စိတ်နဲ့ပြောပြီးလှုပ်ပြီးဆိုလို့ရှိရင်တတော်နံဒုက္ခမနွေတိပြဿနာတွေနောက်ကဆက်တိုက်လိုက်ပါလာနိုင်တယ်ဒါကြောင့်မို့ကိုယ်စိတ်လေးကိုလောဘနဲ့မတွဲအောင်ဒေါသနဲ့မတွဲအောင် ကောင်းတာတွေနဲ့ပဲတွဲဖက်နေအောင်ကြိုးစားစောင့်ရှောက်ရမယ်လို့ဒီလိုစိတ်နဲ့ပတ်သက်ပြီးတော့ဟောတဲ့ဒေသနာတွေမြောက်များစွာရှိတယ်။ကဲကောင်းတဲ့အရာတွေနဲ့တွဲတယ်။တတိနဲ့တွဲတယ်၊ပညာနဲ့တွဲတယ်။ကောင်းမြတ်တဲ့အလောဘနော်စွန့်လူခြင်းဆိုတဲ့အလောဘမုန်တိမှုကင်းခြင်းဆိုတဲ့အရောသအရာရာမှာပညာနဲ့ဆင်ခြင်ခြင်းလို့ဆိုတဲ့အမောဟ ဒီသဘာဝတရားတွေနဲ့တွဲဖက်လာတဲ့စိတ်တရားနဲ့တွဲဖက်လာတဲ့စိတ်ကြတာဘာဖြစ်လဲမနတာစီပတန်နေနဘာတတိဝါကရောတိဝါကောင်းတဲ့သဘာဝတရားတွေနဲ့ပြောဆိုပြီးပြုလုပ်ပြီးဆိုရင် တတော်နံဒုက္ခမနေတည်အဲ့ဒါလို့ပြောဆို ပြုလုပ်တဲ့ပုဂ္ဂိုလ်နောက်ချမ်းသာဒုက္ခပေါ်ပေါက်လာတယ်ဆိုလိုတာကကောင်းတဲ့စိတ်နဲ့ပြောတယ်ကောင်းတဲ့စိတ်နဲ့လုပ်တယ်ဆိုတဲ့နောက်မှာ ဘာပြဿနာမှမဖြစ်တဲ့ပြင်ကောင်းကျိုးချမ်းသာတွေကိုဖြစ်ပေါ်စေတယ်လို့ဒီလိုမျိုးဆိုဗျာဟောတာဒါကြောင့်မလို့ကိုယ်စိတ်ဟာဘုရားမအရေးကြီးတယ်စိတ်ကိုစင်ကြယ်တန်ရှင်းအောင်လေ့ကျင့်ရမယ်လို့ဒါဗုဒ္ဓရဲ့အဆုံးအမအေးယမလူမျိုးတွေလည်းဗုဒ္ဓရဲ့အဆုံးအမကိုရထားတော့ပြောကြတယ်လေဒီ စိတ်နဲ့ပတ်သက်ပြီးတော့เนาะကိုယ်စိတ်ကိုနိုင်မယ်စိတ်ကောင်းနှလုံးကောင်းထားမယ်ဆိုလို့ရှိရင်ကောင်းတဲ့အရာတွေအလုံးဖြစ်ပေါ်နိုင်တယ်စိတ်တာပဒါနဒီလိုဆိုကြလားဒါဖြင့်ကောင်းပြီစိတ်တက်ပျော်ရွှင်မှုအတွက်တရားအသိနဲ့ဘယ်လိုလုပ်ရမလဲဘာဖြစ်လို့စိတ်ပျော်ရွှင်မှုကိုလူတွေဟာမရကြလို့ချင်းရဲ့အတန်းနဲ့စိတ်ချမ်းသာမှုကိုဘာကြောင့်မရတယ်လဲဆိုရင် တရားမသိလို့မရတာဒါဖြင့်တရားသိအောင်ဘယ်လိုလုပ်ရမလဲစိတ်ပျော်ရွှင်ချမ်းမြေ့မြို့တွေဆုံးရှုံးနေတာကဘာကြောင့်ဆုံးရှုံးတာတော့လို့အရေးကြီးတဲ့အကြောင်းတရားကိုလက်ရှာဖွေဖို့လိုတယ်ပေါ့ကောင်းပြီတောကလောကလူတွေမှာလူတိုင်းလူတိုင်းဟာ worry ဆိုတဲ့တောကဆိုတာရှိတယ်တချို့ကတော့အေတို့မှာအစအစရာအဆင်ပြေတယ် တောကဆိုတာမရှိဘူးဘာမှပူဇရာ မရှိဘူးလို့ပြောကြတယ်သို့တော့ပူဇရာမရှိဘူးဆိုတာအခိုက်အတန့်များတာဖြစ်တယ်တနည်းတစ်ချိန်ကျတော့ပူဇရာဆိုတာပေါ်လာတာပဲเนาะပူဇရာကဘယ်ကလာတာတော့ပူရာကဘယ်ကလာတာပူရာကိုစိတ်ပူပန္နာကိုတောကလို့ခေါ်တယ်အဲ့ဒီတောကရဲ့သဘာဝဘယ်သူနဲ့တွဲတာတော့ဆိုဒေါသနဲ့တွဲလာတာစိတ်ထဲမှာ အလိုမကျဖြစ်ပြီးတော့ခံစားရတဲ့ခံစားမှုမျိုး worry လို့ခေါ်တယ်စိတ်ပူပန်မှုတွေတနည်းအားဖြင့်တော့ stress ပေါ့စိတ်ဖိစီးမှုတွေဘာနဲ့ပတ်သက်ပြီးတော့ဖြစ်လေရှိတော့ဆိုရင်ကိုယ့်ရဲ့ဥစ္စာဒဏ္ဍတွေပျက်စီးဆုံးရှုံးတဲ့အခါတောကဖြစ်တယ်သို့မဟုတ်ကိုယ့်ရဲ့ဆွေမျိုးသားချင်းတွေပျက်စီးဆုံးရှုံးတဲ့အခါတောကဖြစ်တယ်ပျက်စီးဆုံးရှုံးဖို့ အရေးချုံလာတဲ့အခါမျိုးမှာတောကဖြစ်တယ်ဒီလိုဥစ္စာဒနာတွေဆွေတွေမျိုးတွေအပေါင်းအသင်းတွေပျက်စီးဆုံးရှုံးမှုနဲ့ဂျုံတဲ့အခါမှာတောကဖြစ်လာတယ်ဆိုတဲ့အခါမှာဒီတောကဘာကြောင့်ဖြစ်ရတုံးလို့တောကရဲ့အကြောင်းကိုကြည့်တဲ့အခါကျတော့ဥစ္စာဒနာအပေါ်မှာတွေ့တာချင်းမမောချင်းငါဟာလို့တိမ့်ပိုက်ထားခြင်းဆိုတဲ့တဏှာပဲ ကိုနဲ့ပတ်သက်တဲ့မိတ်ဆွေသင်္ကအဆွေမျိုးသားချင်းတွေအတွက်စိတ်ပူရတယ်ဆိုတာဘာကြောင့်ပူရလဲငါဆွေမျိုးငါမိတ်ဆွေငါသားငါသမီးစသည်ဖြင့်စိတ်ထဲမှာတွေ့တံဖို့ရှိနေလို့ဒီစိတ်ပူရတယ်ဆိုတာအမှန်တမ်းထင်ရှားတယ်ဒါကြောင့်ဘုရားဆော့ပြားကတဏ္ဍောဆိုင်တေတောကောတဲ့တောကဆိုတာဖြစ်ပေါ်လာတာလူတွေမှာ တွေ့တံမှုတဏ္ဍာကြောင့်ဖြစ်တာတဲ့တွေ့တံမှုတဏ္ဍာမရှိရင် 都干出了，佩服。